။တမ္မာတတိဆိုတာတော့အယုံပေါ်မှာစိတ်ဆိုင်ထားဖို့လိုတယ်။ဘယ်ပေါ်မှာစိတ်ဆိုင်မလို့ကိုယ့်ရဲ့ကာယပေါ်မှာစိတ်ဆိုင်မလား။ဟုတ်လား။ပျော်ရွှင်မှုဝမ်းနည်းမှုဝမ်းသာမှုဆိုတဲ့ခံစားချက်ပေါ်မှာစိတ်ဆိုင်မလား။တို့မို့အသိစိတ်ကလေးပေါ်မှာစိတ်ဆိုင်မလားတို့မို့ဉာဏ်နဲ့သဘာဝတရားတွေပေါ်မှာစိတ်ဆိုင်မလား ကာယ ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မစိတ်တာ ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့တတိပဌံတရား၄ပါးဟာစိတ်ဆိုင်ဖို့အတွက်မြတ်စွာဘုရားဟောထားတယ်။အဲ့ဒါတွေကိုအမြဲတမ်းတတိထားရမယ်လို့ပြောတာနော်။အဲ့ဒါလို့တတိထားပြီးတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့စိတ်ကလေးကိုငြိမ်အောင်ထိန်။မငြိမ်လို့ရှင်လှုပ်နေလို့ရှင် ကြည့်ကင်မရာချိန်တဲ့အခါမှာငြိမ်ငြိမ်နေလို့မပြောကြဘူးလား။ ဓာတ်ပုံရတဲ့ကငြိမ်းနေရတယ်မငြိမ်ဘူးလှုပ်လိုက်ရင်ဝါသွားမှာပေါ့ဟုတ်ကဲ့လားထို့တူပဲတမာတိဆိုတာအဲ့လိုငြိမ်းတာဥပမာထင်ရှားအောင်ပြောရလို့ရှင်ဒီတမာဒိဋ္ဌိတမာသင်္ကပ္ပတမာဒီတမာဝါယာမတမာတတိတမာတမာရိဆိုတဲ့ဒီ၅ခုဟာပူးပေါင်းပြီးတော့အလုံးလုံးကြာဆိုပါစို့တဏှက်ပြစ်တယ်ဆိုတော့ မြပြစ်ထားတို့တဏှပြစ်ထားတို့ပြိုင်မဲဝင်တဲ့ပုံကိုယ်တွေလေရှေ့မှာပြစ်မှတ်ဆိုတာမရှိဘူးလားအေးပြစ်မှတ်ကိုမှန်အောင်ပြစ်နိုင်ဖို့အတွက် तू ဘာလုပ်ရတော့ဆိုရင်ပထမတဏှတ်ကိုကင်ပြီးတော့ तू ကြိုးစားပြီးတော့တဲ့အောင်ချိန်ရတယ်ဟုတ်လားတဲ့အောင်ချိန်ပြီးတော့စိတ်ကပြစ်မှတ်ကလေးကိုမှစိတ်ကစိုက်ရတယ်စိတ်ကလေးကိုတည်ငြိမ်အောင်ထားရတယ် ဘယ်လိုပြည့်ရင်ကောင်းမလဲဆိုတာစဉ်းစားရမယ်ပြီးတော့ပြစ်လိုက်ရမယ်ဟောပြစ်လိုက်တဲ့အခါကျတော့ပြစ်မှတ်ကိုတိတိလေးသွားပြီးတော့မှန်တယ်အဲ့ဒီထဲမှာချိန်တွယ်တာကတမ္မာဝါယာမနော်ချိန်လိုက်တာကတမ္မာဝါယာမကြိုးစားပြီးတော့ချိန်တာကတမ္မာဝါယာမပြစ်မှတ်ကလေးကိုတတိထားနေတာကတမ္မာတတိစိတ်ကလေးကိုငြိမ်အောင်ထားတာကတမ္မာတမာတိ ဘယ်နေရာပြည့်ရမလဲဘယ်လိုပြည့်ရမလဲလို့စဉ်းစားတာကတမ္မာသင်္ကပ္ပပြစ်လိုက်တာကတမ္မာဒိဋ္ဌိတဲ့ဟောကြည်မဂ်ကင်၅ပါးဒီလိုအလောလောတာမဟုတ်လားကမ္မထာအထုတ်တဲ့အခါမှာလည်းပဲအဲ့ဒီတိုင်ပဲမှတ်ထွက်လေဝင်လေမှတ်တယ်ဆိုလို့ရှိရင်ကိုယ့်အကူချိန်သားကြိုက်ဖို့လို့ထွက်လေဝင်နေထွက်မယ်ရှုတော့မယ်ဆိုလို့ရှိရင် ထွက်လေဝင်လေဆိုတဲ့အာယုန်လေးပေါ်မှာ စိတ်ကလေးကိုမရောက်ရောက်အောင်ကြိုးစားပြီးတော့တင်ပေးနေတာကတမ္မာဝါယာမနော်လွတ်မသွားအောင်တင်ပေးနေထွက်လေဝင်လေလေးပေါ်မှာအမြဲတမ်းစိတ်ဆိုင်နေတာကတမ္မာတတ္တိစိတ်ကလေးငြိမ်သွားအောင်ထွက်လေဝင်လေကလွဲပြီးတခြားကိုမသိတော့အောင်ငြိမ်သွားအောင်လှုပ်တာကတမ္မာတမာတိထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုသိတာကသဘာဝတရားကိုစဉ်းစားမိတာကတမ္မာသင်္ကပ္ပါတဲ့ ထွက်လေဝင်လေလေးရဲ့အမှန်တရားကိုသိသွားတာကတမ္မာဒိဋ္ဌိ။ဘယ်သူပဲဖြစ်ဖြစ်တရားအထုတ်ဘယ်နေရာပဲထုတ်တော့အဲ့ဒီ၅ချက်ဟာဟန်ချက်ညီညီနဲ့အာယုန်တစ်ခုပေါ်မှာအလုံးမလုံးနိုင်ဘူးဆိုရင်တရားထုတ်တရားမြတ်မရနိုင်ဘူး။ဟန်ချက်ညီညီနဲ့ဒီအာယုန်တစ်ခုပေါ်မှာရပြီဆိုလို့ချင်းဘယ်နေရာမှာပဲအထုတ်အထုတ်ဒါတရားထုတ်တရားမြတ်ရဖို့ရှိပါဘူး။နော်။အဲ့ဒါကြောင့်မလို့ ရသော်ဘုရားကဒီမဂ္ဂင်၈ပါးကိုဖောင်လို့ဟောတယ်ခုနကကာမောကဘောကဒိဋ္ဌောကဝေဇောကဆိုတဲ့အမတန်မှကြီးတဲ့ရေပြင်းကြီးတစ်ခုကိုဖြတ်ကျော်ဖို့ရအတွက်ဌာနဲ့ဖြတ်ရမယ်တခြားနိလမ်းမရှိဘူးဟောဒီမဂ္ဂင်၈ပါးပထမဘာလို့ရအောင်လဲသီလသီလပြီးရင်တမာရီနဲ့ပညာအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့ဖောင်ကိုစီးပြီးတော့ အမတန်မှပြင်းထန်ပြီးတော့စီးနေတဲ့ဩကလေးပြတန်တရာရေပြင်းကြီးကိုဖြတ်ကျော်ပါဖြတ်ကျော်တဲ့အခါမှာအရေးကြီးဆုံးကလက်လုံးလဝီရိယဟာအမတန်မှအရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဖြတ်ကျော်ဖို့ဖောင်းဆိုတာမဂ်ကင်၈ပါးကိုပြောတာလို့ဒီလိုခေါ်တယ်ကြိုးစားအထောက်မှုကတော့ဝီရိယအဲ့ဒါလို့ဖြတ်ကျော်လိုက်တဲ့အခါကျတော့ ခိုးဘက်ကန်းကငိမ့်ညမ်းတယ်လို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်သွားတာပုတ်กว่าအေးဖောင်စည်းပြီးတော့ကြိုးစားအထုတ်ပြီးတော့ဒီရေရင်ကြောကြီးကိုဖြတ်ခူးလိုက်တာကန်းကိုဆိုက်ပြီးတော့လူကကန်းမော်ကိုတက်မိသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါရဟန္တာဖြစ်တယ်လို့ဟောတာ